AVA 1940အခန်း74ဟေးငတော်ကတုံးကွက်ချုံတနည်းဖြင့်တက်ကညာဖြောင်းလက်သီးတလုံးပြစ်သွင်းလိုက်သည်ချင်းညိုကကြားပစက်နည်းဖြင့်ငတော်၏လက်ကိုဖမ်းချုပ်လိုက်သည်ငတော်ကလွတ်နေသောခြေတစ်ဖက်ဖြင့်အာပြင်းပြင်းကန်ထည့်လိုက်တော့လေချင်းညိုမှအနှဲငယ်သာ နောက်သို့ရိုင်းသွားသည်ချင်းညိုကငတွန့်၏လက်တစ်ဖက်ကိုမြဲမြံစွာစုပ်ထားသည်ဖြင့်ငတွန့်ခန္ဓာကိုယ်ပါအရှိန်ဖြင့်ပါသွား၏ ချင်းညိုကငတွန်းဤလက်ကိုခတ်ပြင်းပြင်းလိန်ချိုးလိုက်သည်ထို့သောငတွန်းဤနောက်ထပ်ခြေကံချက်ကထွက်လာသည်ဖြင့်နှစ်ယောက်စလုံးမြေကြီးပေါ်သို့လဲကျသွားသည်နှစ်ယောက်သားလူချင်းခွဲကထားလိုက်ကြပြီးအသည့်အနေထားပြန်ယူကြသည်ထို့အခါတွင်တော့ချင်းညိုကညာဖြောင့်လက်သည်ဖြင့်သုံးကွက်ချွန်စဝင်လာ၏ငတွန်းကလက်နှချောင်းဖြင့်လက်ချက်ထိုးခံသည်ထိုအချိန်တွင် ချင်းညိုဤဘဲလက်ကရုတ်တရက်ထွက်လာပြီးငတွန်းဤလန်တချောင်းကိုနောက်မှပင်းရိုက်ချလိုက်တော်ဤ ငတွန်ဟန်ချက်ပြသွားစဉ်ချင်းညိုကနောက်ထပ်ညာလက်သီးလုံးဖြင့်ထတ်တော်သည်ငတွန်ကဖောက်ကောင်းဤဖြင့်ကိုကိုဘဲဘက်သို့အသာယူပေးတော်လဲခန္ဓာကိုယ်မှာအနေထားမမှန်သဖြင့်ချင်းညို၏လက်သီးသည်ညာဘက်နှထင်ဆောင်ကိုပုတ်ခါထိမိသွား၏ဟေးလူသွန်းနေတော်ကြစမ်းချန်ရှိတွင်ကိုရံတော်တပ်သားများနှင့်အတူမတ်တက်ရက်နေသောကိုသိန်းသခင်၏အတံကိုကြားလိုက်ရသဖြင့်နှစ်ဦးစလုံးကိုရှိန်တန့်သွားကြသည်။ဘရင်ပွဲစားတော်ရဲ့အိမ်က ဘဲ့နဲ့လက်ဝင့်မြေဝိုင်းဖြစ်နေရသလားတဲလဲပေါ်ရင်ထိုင်ကမြေဝိုင်းပွဲကြည့်တကယ်သူပြောင်းမှုဘက်စလိတ်ဖွာရင်ကွန်ရကလေးယာရင်စိန်ခံကြည့်နေသောဒေါ်ဇန်ကလားကိုတစ်ချက်ဆွေကြည့်လိုက်သည်ဒေါ်ဇန်ကလားကပြောင်းမှုဘက်စလိတ်ကိုထိုးချေကာလက်အုပ်ချီလျက်လဲပေါ်မှဆင်းလိုက်၏လူစားကလည်းအိမ်ပေါ်မှဆင်းလာသည်ကိုသိန်းသခင်ဘာကိစ္စများရှိလို့လာပါသလဲလာရင်ကိစ္စနောက်မှပြောတော့မယ် အခုဒီနှကောင်ကဘာဖြစ်လို့ဒီရင်ရှိမှာလာတတ်နေကြတာလဲလူကြီးသူတို့ကတော့မေးကြည့်ပါဖေဟာဟဲ့ငတွန်ငယ်ဘာကြောင့်နင်တို့တတ်နေကြလဲခင်ဦးသားတွေကိုစော်ကားလို့ကျွန်တော်မသားကဆုံးမပေးနေတာပါဒေါ်စံကလားကနဘေးမှဝင်းလျှောက်သည်ကိုသိန်းသခင်ကချင်းညိုနားတို့ကတ်သွား၏ခုနာနင်းတပ်ပေါက်တွေငါကြည့်ရတယ်နင်းလှုပ်ဝေးကြီးကလည်းတဲကောင်းပါလားဟိုတစ်ခေါက်တည်းကနင်းကိုပြန်ခေါ်သွားကြလို့ ငါစီအမှုတန်းဘုံနင်းဝင်ကခေါ်တာပါ ချင်းညိုကအတက်ကိုသာခပင်းပင်းရှူနေသည်ကြွသားအမြောင်းမြောင်းဖြင့်မဲပြောင်နေသည့်ခန္ဓာကိုယ်အနှံ့မှာအင်းကွက်များနှင့်ထိုးမြင့်သည့်များကြောင့်ချင်းညိုဤဟန်ပန်ကခတ်တော့မီကျွဲတကောင်နဲ့မင်းနာပါနာခါသာပြီးကန္နာတစ်ပင်မဖြစ်ဘဲမင်းယောက်ျားဖြစ်လာမယ်ဆိုကိုသိန်းသခင်လိုလူမျိုးကအခါစားခေါ်တာကိုကျွန်တော်မသားကဘယ်ညင်းလိမ့်ပါမလဲဒေါ်ဇန်ကလားကချင်းညိုဤဘေးတွင်တွားရက်ပြီးပြောလိုက်ဤကိုသိန်းသခင်ကပြောလိုက်သည် မကြခင်စစ်ပွဲကရောက်လာတော့မယ်ကျုပ်တို့စကိုင်းတက်မှာသူရဲကောင်းနေလို့တယ်ကျုပ်ကသွေးရဲရဲနဲ့ပွဲတိုးတဲ့ယောက်ျားဆိုဘရင်စီကဘွယ်တောင်းပေးဖို့ဝင်မလေးဘူးဘဲနဲ့လေကျွန်တော်မှသာ၃ယောက်စလုံးမနှက်ပြန်ကကိုသိန်းသခင်စီရောက်နေစေရပါမယ်အေးဟုတ်ပြီငတွန့်ရဲ့နင်တို့တူစကိုင်းတက်မှာအမှုထမ်းရမှာမကြခင်အိုးစားဘက်တွေဖြစ်တော့မှာ ရန်ဖက်မပြုတ်ကြနဲ့တော့ဟုတ်ကြပြီလားကဲသွားကြတော့ကိုတော်လာရင်ကိစ္စလူစားနဲ့တွေ့လိုက်အောင်မယ်ကိုသိန်းသခင်ကလူစားရှိနေသည့်အိမ်ပေါ်သို့တက်သွားသည်အင်းအမေရောမြေပွဲကောင်းကြည့်ရပြီမှတ်တာငါသားရဲ့အေးလေနောက်များပေါ့ချင်းညိုဤချွေးချွဲနေသောခန္ဓာကိုယ်ကြီးကိုဒေါ်ဇန်ကလားကတပတ်ဖြစ်ချွေးတုပ်ပေးရင် ပြောလိုက်သည်ထို့နောက်တားမိနှူးသာလဲပေါ်တက်ခါထွက်သွားကြတော့သည် မတော်ငါမူလူစား၏နာနေသောမြင်းကြီးပေးတွင်တွားထိုင်ကအမောဖြစ်ရင်အိမ်မော်တို့လှမ်းကြီးနေတော့၏ကိုသိန်းသခင်ကလူစား၏အိမ်မော်ရှိတစ်သားခုံမော်တွင် ဝင်ထိုင်လိုက်သည်အိမ်အောက်မှာဒီလောက်တက်နေကြတာနည်းနည်းတော့ဝင်မတားဘူးလားလူစားမှန်ပါဘယ်သူနိုင်မလဲသိကျင်လို့ပါအရှင်လူစား၏စကားကြောင့်ကိုသိန်းသခင်က ပြောလိုက်သည်ဘယ်ရင်းနဲ့များကြွလာရပါသလဲအရေးကြီးတယ်လူစားအခုမနီပူရာကကသီးတွေဟာ တမူးပြင်မှာစုနေကြပြီတဲ့မကြခင်အင်းဝါကိုခြိတက်လာဖို့တေချာလောက်တယ်ဒီတော့ငါကိုတော့စကိုင်းမှာတက်လုံးတက်ခိုင်ချပြီးနေဖို့နန်းတော်ကအမိန်ကြလာတယ်ဒါကြောင့်အင်းဝါကနေထွက်ခွာရတော့မယ်မှန်ပါလော်တာဘုံတက်ခိုင်ရတဲ့ကိစ္စကအခုတနစ်နီပါရှိလာတဲ့အထိတရားခံမမိသေးလို့ဝင်းကြီးဥဥကနမ်းမတော်ဝင်တဲ့မျိုးဝင်ကိုကျိန်းနေတယ်ဖြဲတိုင်းမှာလည်းဒီကိစ္စပဲနေတိုင်းနီပါမီးတောက်လောင်နေတာငါသတိပေးချင်တာက နင့်ကိုစောင်းကြည့်စင်းရင်လည်းတို့ထဲထားတယ်။နောက်ပြီးနန်းတော်ထဲမှာလည်းလူသားမှုကိုစားတွေ့တဲ့ပုပ်ပားမင်းသမီးနီလာခန်းဆောင်မှာမင်းကိုတွေ့တွေ့နေတာလည်းတို့သတိထားမိပုံပဲ။ကျွန်တော်မျိုးမကရိုးရိုးသားသားခင်မင်ကြတာပါ။ဘာဖြစ်ဖြစ်အခုအချိန်မှာနန်းတွင်းကကတိမင်းသမီးတစ်ပါးရဲ့ဆက်ဆံရေးကိုတရီထားစီရင်တယ်လူစားကတိနဲ့တို့စစ်ဖြစ်ပြီဆိုတာနဲ့ကတိမင်းသမီးဟာအချိန်မွေးနန်းတော်ရဲ့ရန်သူဖြစ်သွားနိုင်တယ်ငါမင်းကိုတရီလာပေးတာလူစား ကျွန်တော်မှစင်ရင်ပါမယ်1936ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့တီဘဟိုလေးချက်တီအနောက်တိုင်းနိုင်ရင်အားဖြင့်နနက်6နာရီအနှိတ်တော်ဆက်ရသည်အပြိုတော်များသည်လက်ဘွားဘွားကမဟာဓမ္မရာဇာဓိပတိခြေစလုံးနှင့်ပေါင်ပေါ်တို့သို့ထိတွေ့လာသည် ထိုထိတွေ့နှင့်အတူ မဟာဓမ္မရာဇာဓိပတိနိုးထလာ၏ညကရှင်ဘီရင်သည် လင်စင်းမိဖုရားကြီးအဆောင်တော်တွင်အိတ်ဆက်ခဲ့ခြင်းဖြစ်သည် လင်စင်းမီပြားကမျက်နှာတော်တည့်ရည်နဲ့ရွှေတံဘူးတံကို အသင့်ယူဆောင်ကအနီးတွင်ခါးစားနေ၏အင်းရင်းရင်တော့ရင်ဝင်ပဲဘရင်က ခတ်တိုးတိုးမိတ်လိုက်သည် လင်စင်းမီပြားမှာခါးကိုကိုင်းလျက်လက်အုပ်ချီကခတ်တွတ်တွတ်ထွားသွား၏နောက်တော်ပါမီပြားမကလည်းအသင့်ပြင်လိုက်ကြသည် ထို့နောက်လင်စင်းမီပြားပါဝင်မီပြားကိုလုံးတော်ဆယ်ပါးချမ်းရံကဓမ္မရာဇာဓိပတိသည်အိန္ဒါတော်ရှိရာသို့ထွက်လာခဲ့သည်အိန္ဒါတော်က 15ပေပတ်လည်ခန့်ကျယ်ဝန်းသည်အင်သာတော်တွင်ယူပေါက်ဘေးနှဖက်တွင်အိန္ဒိယပြည်မှလာသည့်တားမွေးခြေနေများခင်းတာ၏အင်သာဆောင်တငယ်တော်အမှုတမ်းများကရှင်မင်းအင်သာတက်ပြီးတုတ်တင်ရန်မွေးပြန်သောဂရီပါဇာကလေးများကိုယူပေါက်ရှိရှိရွှေုံတော်ပေါ်တွင်အစီအီတင်ထားပေက ထွက်ခွာသွားကြသည်ကိစ္စပြီးသောအခါဘယင်ကအင်သာတော်တကားကိုဖွင့်လိုက်သည် နန္ဒလိယထိုအချိန်တွင်အမင်္ဂလာသတင်းများတေတံစီရင်သတင်းများကိုဘရင်တံရှောက်ထားရသည်ရှောက်ထားပြီးအငိမ့်တမငယ်ကဘဲတိုင်းမှ ပေးသောပေရွက်ကိုကင်လျက်အိမ်သာအစင်းတွင်ဝစ်တွားကစောင့်နေ၏ရှင်ဘရင်ကအိမ်သာမှအစင်းတွင်ခိတ္တခဏမတ်တက်ရက်လိုက်သည်ဘဲတိုက်တော်မှသတင်းတော်ရှောက်တွင်တော်ပါဖုရားစကားရက်ကဘိုးတော်ဘေးတော်တို့၏ကောင်းမှုတော်ရှင်ပြူရှင်လာရုပ်ပွားတော်ပျောက်ဆုံးသွားပါသည်ဖြင့်စကားမျိုးဝန် ဟဲ့ဟဲ့ဘလို့ဖြစ်ရတာလဲဘလို့ဘလို့မဟာဓမ္မရာဇာအဓိပတိသည်အိန္ဒါရောဤတိုင်ကိုကင်ကာအံ့ဩတုံ့လုပ်သွားသည်ကတိစစ်လာပြီဆိုသည့်သတင်းကိုရသည်လွန်ခဲ့သည့်တလခန်ထိုဖျားကိုတွားကမိမိဖုံးတကိုတောက်ပါပြီးစစ်ပွဲများကိုအောင်နိုင်စေရန်အထိတ်ထံဖူးညော်ခဲ့သည်ရှိကူတော့ရုပ်ပွားတော်ပင်ပျောက်သွားသည်တည်းလားလင်စင်းမိပြားကအပြေးထလာပြီးရှင်ပင်ငယ်လေးကိုတွဲလိုက်သည်ရတယ်ကိုတော့မတွဲနဲ့သွား နမ်မတော်ဝင်ကိုချက်ချင်းသွားပြောညီလာခံကိုချက်ချင်းခေါ်ဖို့အမိန့်ရှိတယ်လို့စကိုင်းမျိုးဝင်ကိုလည်းချက်ချင်းဆင့်ခေါ်လင်စင်းမိဖုရားကခြေလန်းတော့တော့ဖြစ်ထွက်ခွာသွားတော်၏မှန်ပါဒီရေကကတိလို့စနက်မကင်းပါဖုရားဖုရားကျွန်တော်မျိုးအထောက်တော်များစုံစမ်းချက်အရာစကိုင်းနေကျင်းပုံနာတချို့ကတိမင်းနဲ့ပူပေါင်းပြီးတစုံတရာကြံ့စီနေကြောင်းရှေ့မစွာကလေးကစုံစမ်းရနေပါတယ်ဝင်းကြီးဥပုကရှောက်တင်လိုက်သည် ဟေးဒါဖြစ်ဘာလို့ကိုရော့ကိုအစားကလေးကမလျှောက်ရတာတော့နောင်ဘူးရဲ့ဒါမျိုးကစောစောကစစ်ကြောလုပ်ခံရတယ်မဟုတ်လားမှန်ပါစုံစမ်းစစ်ကြောစဲမို့ကျွန်တော်မျိုးကတဲဘော့တူဒါဆိုဘာလို့နေလဲဝင်းကြီးအခုပဲစကိုင်းကိုတွားပြီစကိုင်းကရှိသမျှကျင်းပုံနာအနှွဲတွေအကုန်ဖန်းစီစစ်ကြောဖို့ခမားလူတွေကိုအမိန်ပေးလေလို့အခုချက်ချင်းမဟာဓမ္မရာဇာဓိပတိအတန်က မာထန်နေသည် ဘရင်လေးထံမှာလူကြားထဲတွင်ဟဲရောက်ခြင်းကိုခံလိုက်ရသဖြင့်ဥပုမှာမျက်နှာပြက်နေသည်ဥပုကနဘေးမှအတွင်းဝင်ကြောထင်တဲ့နမိတ်ကိုခတ်တိုးတိုးပြောလိုက်ပြီးနောက်ကြောထင်တဲ့နမိတ်ကထွက်ခွာသွားသည်နောင်တော်ကြီးရွှေဘိုးကရောဒီကိစ္စဘလို့ထင်သတော်ဝင်ကြီးဥရွှေဘိုးကလက်အုပ်ချီလျက်ခေါင်းမော်လိုက်သည်ကတိတို့လက်ချက်ဆိုရင်တော့နန်းတွင်ထဲမှာရှိနေတဲ့ကတိမိဖုရားကိုခိတ္တစုံစမ်းစစ်ဆေးတာကောင်းမယ်ထင်ပါတယ်ဒင်းတို့ကတနွယ်တဲ့တွေမို့တိတန်တာရှိမှာပါ ဓမ္မရာဇာဓိပတိမှာ အတန်ငယ်တွေ့ဝေသွားသည်အင်းမိရွေးတော်ပုပ်ပွားမင်းသမီးကငါ့ဘော်ကျေးဇူးရှိတယ်ဘိုးတော်မင်းပြားကြီးလက်ထက်ကလေးကဒီနန်းတွင်နေခဲ့တာသူကအင်းဝသူဖြစ်နေပြီပဲမဖြစ်နိုင်ပါဘူးနောက်ဘူးရောဘဲနဲ့ထင်သလိုမှန်ပါယခုစစ်ကြည့်လာတဲ့ကတိစော်ဘွားဂါရင်နာဝန်းနဲ့ပုပ်ပွားမင်းသမီးတို့ဟာမောင်နှမအရင်ချတော်ဆက်ကြပါတယ် စီးရင်စီးရဖြစ်လာတဲ့အခါပုပ်ပွားမင်းသမီးကိုနန်းတွင်းမှာမထီမခရှိနေစေခြင်းဖြင့်တန်တမန်ရေးရမှာကစားလို့ရပါသေးတယ်။အရန်ကားရောမလုံးသင့်ပါဖေ။အိမ်ကိုတော်စဉ်းစားဦးမယ်။ပုပ်ပွားမိဖုရားကိုတော့ဒီကာလမှာနည်းနည်းစောင့်ချက်ကြည့်ရှုထားကြပေါ့။ဘာမှတော့မထီခိုက်စေနဲ့။ညညီလာကံမှာနောင်ပူရောနောင်တော်ရွှေဖြိုးပါတက်ရမယ်ကွ။ရှင်ဖြူရှင်လာရုပ်ွားတော်ကိစ္စထူးကြတာရှိရင်ငါထံအခါမလတ်ဝင်လျှောက်ကြကွယ် ရှင်ပြန်ကညီလာခံဆဲကအတွင်းတော်သို့ဝင်သွားပြီဖြစ်သည့်ရှင်ပြူရှင်လာဘုရားပျောက်ဆုံးမှုသည်အင်းဝနှင့်သခိုင်းနေပြည်သူများအကြအတော်ပင်ခရက်ရိုက်သွားခဲ့သည်မကြမီကပင်ကတိစစ်တပ်ကြီးကအင်းဝသို့ချီတက်လာသည့်အထွတ်ကိုသိန်းသခင်သရိုးမင်းကောင်ကိုစင်ခိုင်းတွင်တက်အလုံးရင်းဖြင့်ချနေစေခဲ့သည် ထို့ကြောင့်မင်းမှုမင်းသားမင်းရဲ့တီဟကိုမင်းငါဟာ စစ်တီတပေါင်းပြေတပ်ပေါင်း၁၀တပ်ကိုကိုကဲစီလျံကတိစစ်တပ်ကိုရှေ့ပြေဖြတ်တရန်ဒီဘဲရင်တို့စေလို့ခဲ့သည်ထိုအချိန်တွင် ရှင်ပြူရှင်လဘုရားပါထပ်မံခိုးခံလိုက်ရသည်ဖြင့်ကတိစစ်တပ်များသခိုင်းမျိုးအတွင်းထိ ရောက်နေပြီဖြစ်ကြောင်းကောလာဟာလသတင်းများပြန့်နှံ့လာတော့၏ထိုနေ့နေလယ်ကပင်အတွင်းဝင်ကြောထင်းနယ်နိမိတ်တပ်များသည်သခိုင်းမျိုးခရစ်ရှာနာဘုရားကျောင်းမှကုံမာနဒဟာနာမနီကိုရန်ရွာသာပုံနာငဆန်ပြူ ပုံနာငဏီတိတို့ကိုဖမ်းဆီးလိုက်သည်စစ်ကြောကြများယမင်းသားမောင်လပါဝင်နေသဖြင့်မင်းသားမောင်လတဲခိုရာတီရိဇေယကြော်တင်ចောင်းလိုက်ကိုဝိုင်းရန်ပိတ်ဆို့ခဲ့ကြသည်ထိုចောင်းလိုက်အတွင်းတွင်မင်းသားမောင်လနှင့်အတူတူစုဆောင်လာသည့်လူများ ပုံနာစာဒူဟန်ဆောင်လာသည့်မဏိပူရတရှိုများကိုဖမ်းဆီးရမိခဲ့သည် ပုံနာမိဖုရားနီလာခန်း၏အဆောင်တော်အတွင်းမှကတိလူမျိုးအပြိုတော်တို့တုတ်တီးတုတ်ပြဖြင့်ထွက်လာသည် အနောက်ဆောင်ဤတကားပေါက်အဝရောက်တွင်နမ်မတော်ဝင်အာကာရွှေတော်နှင့်ဝင်းကြီးဥပုတို့ရုတ်တရက်တွေးလိုက်ရသည်ဖြင့်ကတိပြိုတော်မှာကိုရှိန်ကိုတတ်လိုက်၏အဲ့ဒါဘသူလဲဝင်းကြီးဥပုကမိမစိုးအရာရှိမန်းစာကို မေးလိုက်သည်ပုပ်ပန်းမိဖုရားဆောင်ကအပြိုတော်ပါဖန်းစံသူခနာကိုစေမိမစိုးကအပြိုတော်ဤခနာကိုကိုရှာပွေကြသည်ရှင်စည်းအတွင်းမှ ပိတ်စတစထွက်လာသည်ပိတ်စပေါ်တွင်စာရေးထားသည် အခါရောက်ပြီချင်းတဲ့တကားမှာ မြင်းနဲ့တကွလာဆောက်မှာအာကာရွှေတောင်ကအာကာမိုင်းနဲ့တုံရင်နေသောအပြိုတော်ဤသပင်ကိုစောင့်ဆွဲလိုက်သည်ဒီစဘသူပေးခိုင်းတာလေဟိုဟိုပုတ်ပန်းမိပြပေးခိုင်းတာမဟုတ်လားမှန်မှန်ပါမှန်ပါဘသူစီတွားပေးရမှာလေဘရင်ကြီးကုံတယ်မလွီစာခေပုတ်ပန်းမိပြဆောင်ဝိုင်းဟိမိပြနဲ့မင်းသားနှပါးကိုတင့်ရအောင်ခေါ်တာမထိခိုက်စေနဲ့ပြီးရင်တဆောင်လုံးကိုမြေကြီးပါမကျန်တူးရှာကြ အာဂါမိုင်းနိုင်၏အမိန်ပေးသံဆုံးတွင်စစ်သည်များကအနောက်ဆောင်ထဲသို့ပြေးဝင်သွားကြတော့သည်ကြံတဲ့တပ်တွေငားနေလိုက်ခဲ့အာဂါမိုင်းနက်ကကြံတပ်များထွက်ခွာသွားချိန်တွင် ဝင်းကြီးဥပုကတူးလက်ထဲမှစာရေးထားသောပိတ်ဆောကိုကြည့်လိုက်သည်လူစားကခြံဝင်းတွင်းမှမြင်းပေါ်သို့တက်ရန်ပြင်လိုက်စဉ်ဝင်လာသောချင်းမြကိုပြုံးပြီးကြည့်လိုက်သည်ကျုပ်အမေနဲ့အကူလာခဲ့တဲ့ကိစ္စကျုပ်လူစားကိုလာတောင်းမှန်တာပါလူစားကမင်းဆက်ကျိုးကိုကိုင်းကမြေပေါ်မှ ပြန်ဆင်းလိုက်သည် အင်းဘဲ့နဲ့ကျမပြင်းမေးတော်မေးနေတာချင်းမရဲ့ချင်းမကခေါင်းငုံလာသည်ဟုတ်ပါတယ်ကျုပ်အဲ့ဒီကလေးကအကိုကြီးချင်းမနဲ့အတူစင်ကိုင်းမှာတွားအမှုထမ်းနေတာပါရှက်လို့လဲပါပါတယ်လူစားအခုကိုသိန်းသခင်ကကျုပ်တို့ကိုအင်းဝမျိုးတဲကိုဒူးကျင်တော်ဝယ်ယူဖို့ခွင့်ပေးလိုက်လို့အင်းဝတက်လာကြရင်ဒီအိမ်ကိုဝင်လာတာပါဘာလို့ရှက်တာလဲရှင်ဟာကလူစားပေါ်ကျုပ်မေတ္တာရှိတာကိုဖွင့်မပြောရဲတာဟာ ဂျာဆိုအခုဖွင့်ပြောရဲ့ပြီဟောဟေးဘရင်တက်တော့ကွာအကုန်ဝေထားစံခေါင်းပေါ်ရင်အကုန်ခုတ်သက်စီအကာမိုင်းနဲ့ဤအတန်ကြောင့်လူစားရောချစ်မြပါအိမ်ရှိသူအလန်တရားကြည်လိုက်ရသည်လူစားဤခြံဝင်းတွင်သူစစ်တီများကနှစ်ထပ်ပဝိုင်းလိုက်ရသည်လူစားကအခြေအနေကိုတည်တည်နေမြင်းပေါ်သို့တက်လိုက်ဤထို့နောက်မြင်းဆက်ကျိုးကိုဆွဲကာအနောက်ဘက်အပေါက်သို့ပြေးရန်လှည့်လိုက်သည် အကာမိုင်းနဲ့ကလှန့်ရှည်ကိုဝင့်လျက်လူစားအနားကို မြင်းပြေရောက်လာပြီး အားကို လွှဲခုတ်ချလိုက်တော်သည်ထို့သောဓားချက်ကလူသား၏ခေါင်းပေါ်ကိုကြားရောက်မလာခင်ပင်ချစ်မြကအကာမိုင်းနဲ့ဤခါကိုခေါင်းပြေဝင်ဆောက်လိုက်တော်သည်အကာမိုင်းနဲ့မှာမြေပေါ်သို့ပြုတ်ကျသွား၏စစ်သည်များကအခြေအနေကိုကြောင်ကြည့်နေကြသည်ချစ်မြလာလူသားကမြင်းပေါ်မှ လက်ကမ်းပေးလိုက်သည်ထို့နောက်မြင်းကအိမ်တော်ဝိဘတ်ခြံစည်းဟိုးစီတို့ကစုံပေါက်သွား၏အကာမိုင်းနတ်ကလူလဲထလာ၏တနတ်နဲ့ပြစ်ကြပြစ်ကြ ဝင်းရံထားသောစစ်သည်များကရန်ထိုးထားသောတနတ်များပြည်ဝိုင်းပစ်ကြတော်သည်လိုက်လိုက်အကာမိုင်းနဲ့နဲ့ပါလာသော မြင်းသည်၁၀ဦးကလည်းမြင်းပြည်အနောက်မှလိုက်ကြသည် အင်းဝတကောင်းတကားလမ်းအတိုင်းမြင်းကကစုံပေါက်နေ၏အနောက်ဘက်မှာအကာမိုင်းနဲ့နဲ့မြင်းစီစစ်သည်များကလည်းအသေးအမဲလိုက်လာသည်ချင်းမြမှာလူစား၏ရင်ဝင်တွင်သို့ရောက်နေတဲ့ကဲ့သို့ဖြစ်နေသည် မြင်းပေါ်မှတနတ်စစ်တီတူပစ်လိုက်သည့်ကြီးစံကလူစားဤမြင်းပေါ်ကိုထိမှန်သွားသည်မြင်းမှာခွေကနေလဲကျသွားပြီးလူစားနှင့်ချင်းမြမြေကြီးပေါ်သို့ကျသွား၏ဝိုင်းဟေးဝိုင်းမြင်းဒီများကသူတို့နှုတ်ဦးကိုဝိုင်းလိုက်ကြသည်တရှိုးမနဲ့ခွေးမှသာနန်းတော်အရာရှိကိုခုခံတယ်ဗောဒီနားရင်နင်တို့ကိုစီရင်မယ်ချင်းမြမှာမြင်းပေါ်မှအချိန်နှင့်ကြသည်ဖြင့်ခြေထောက်တစ်ဖက်ကျိုးသွားခဲ့ပြီ ဖြစ်သည်အကာမိုင်းနဲ့ကမြင်းပေါ်မှလမ်းကလူစားဤသပင်ကိုစောင့်ဆွဲလိုက်သည် လက်တစ်ဖက်ကဓားကိုဝင်းလိုက်စဉ်ဟေးအဲမောင်းနံလှန်တစင်းကဝိုင်းရံထားသောမြင်းစီများကိုကြော်ကာအကာမိုင်းနှဲ့ဤလေပင်ကိုဖောက်ဝင်သွားတော်သည်အခန်း၅ဆက်